ပေးတဲ့ဆုနဲ့ပြေးပါစေ English လို့ဘယ်လိုပြောမလဲ Hello a very good to see you how are you today ဒီနေ့မျှဝေပေးချင်တာကဒီအာမြန်မာစကားမှာတော်တော်များများကသုံးနေကြတာပေါ့နော်ဒီများစုတွေပဲပေးတယ်မိတ္တာတွေပဲပို့လာတဲ့ချိန်မှာကိုကပေးတဲ့ဆုနဲ့ပြေးပါစေဆိုတဲ့စကားလေးခဏခဏပြောတယ်အဲ့ဒါကို English လို့ဘယ်လိုပြောလဲဒီနေ့လေ့လာကြအောင်စုပေးတာစုဟိုလိုစုတောင်းပေးတာကြတော့ blessing လို့အဲ့ဒါတော့လူတိုင်းသိရနော် blessings ဆိုရင်အာဟိုရရှိခံစားတာကြတော့လက်ခံတာကြတော့ receive လို့သုံးတာပေါ့နော်အဲ့ဒါဆိုလို့ရှင်ပြည့်တဲ့စုနဲ့ပြည့်ပါစေဆိုတော့ပထမတစ်ခုပြောကြည့်အောင်ဆိုရင် may i receive ငါလက်ခံရရှိပါစေပေါ့ your blessing အမင်းရဲ့မေတ္တာကိုမင်းရဲ့ဆူတောင်းချက်ကိုမေတ္တာပို့ချက်ကိုငါရပါစေ may i receive your blessings ပြည့်ပြည့်ဝဝဆိုတော့သူစူတောင်းခဲ့တဲ့အရာမှန်သမျှစူစူတောင်းပေးတဲ့အရာမှန်သမျှမေတ္တာပေးတဲ့အရာမှန်သမျှကိုရပါစေဆိုရင်တော့ may i receive your blessings in full အလိုတော်မနာ may i receive your blessings in full i may i လို့မပြောချင်ဘူးဆိုလို့ရှင် let နဲ့တုံးလို့တုံးလို့ရတယ်เนาะအဲ့ဒါဆိုဘယ်လိုပြောမလဲ let me let me receive your blessings in full let me receive your blessings in full နောက်တစ်ခုသုံးလို့ရသေးတယ် may all your blessing for me come true ပေါ့နော်ပြန်ပြောကြည့်မယ် may all your blessings for me come true နော်ဗျာအဲ့ဒါပြေခဲ့တဲ့အရာတွေပြန်ပြောကြည့်အောင်အဲ့ဒါပြန်ပြီးတော့လေ့ကျင့်ကြအောင် may i receive your blessings in full let me receive your blessings in full May all your blessings for me come true. Hello, Mingla Bonne, See you next time. Have a happy life.